ရတဲ့အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်တမပြန်လဲကျဆွန်လာရပါရှင်။ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်ပြပသတင်းများ၊ကျောင်းလိုက်သတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစားတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ယခုပထမဆုံးစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့နိုင်ငံတော်တိုင်းပင်ကပုဂ္ဂိုလ်တော်ဆန်စုကြည်ကိုပင်လွတ်ပင်ရန်တောင်းဆိုမှုများဆက်တိုက်ရှိလာနေပြီဆိုတဲ့သတင်းလေးပဲဖြစ်ပါရှင်။စစ်ကောင်စီရဲ့အမတရားပုံမှန်များဖြင့်ဖန်ဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်စုကြည်ကိုပြန်လွတ်ပေးရန်တောင်းဆိုမှုများဆက်တိုက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။လက်ရှိနိုင်ငံရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်စုကြည်ရဲ့အကြံအမရဲ့အခြေအနေဟာဆိုရင်ရတဲ့အတွက်အများဆုံးပြန်လွတ်ပေးရန်၎င်းရဲ့အသားဖြစ်သူကမ်အရီကာတောင်းဆိုထားကြောင်းဗြိတိန်နိုင်ငံအခြေဆိုင် Independent သတင်းဌာနကဖော်ပြခဲ့သလိုဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်းများဖြစ်တဲ့ William Hay, Mekwan Rifkin နဲ့ Jess Tokro တို့ကလည်းတောင်းဆိုခဲ့တဲ့ဖြစ်ပေါ်ရည် ်ချိုပြင်းစကပူနိုင်ငံခြားရေးဝန်ကြီးဘီဘီယန်ဘာလာဂရိရှာနန်ကလည်းဂျော်ဆန်ဆွတ်တီကိုအများဆုံးလွှတ်ပြန်တောင်းဆိုခဲ့တယ်ဖြစ်ပါတယ်မေမေရဲ့ကျမရဲ့အခြေအနေမကောင်းဘူးအာနေနေပါရဲ့အဲဒါကြောင့်အများဆုံးလွတ်ပြေဖို့ကျွန်တော်ချက်ပြီးတော့မြစ်တာရက်ခံပါရဲ့ဟုကိုထိန်လင်းလို့ခေါ်တဲ့ Kim Eric ကပြောကြားထားဖြစ်ပါရဲ့ ရေဒီနိုင်ငံသားရေဝန်ကြီးဟောင်းဝီလျံဟိတ်ကတော့ဒေါ်ဆာဆူချင်ဟာမဟုတ်မမှန်ဆွတ်ဆဲမှုများဖြင့်2029နှစ်ကြာခဏရပြီးအသက်80နှစ်ရှိပြီဖြစ်ပြီးဂျာမန်ရေအရာအကြဖက်ကိုရောက်နေတဲ့ဒေါ်ဆာဆူချင်ကိုပြန်လွတ်ပြန်ဆက်ကောင်စီအားမြစ်တားရခိုင်ကြောင်းပြောကြားထားပြပါရယ် ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးကမြန်မာနိုင်ငံရဲ့အခရားလို့ပြောရမှာပေါ့စစ်တပ်ကမတရားဖမ်းဆီးထားတဲ့သူတွေထံမှာဒေါ်ဆန်းစုကြည်ဟာပြည်သူတွေရဲ့အများဆုံးယုံကြည်ကိုးစားခံရသူတစ်ယောက်လေအာဆီယံအပါအဝင်နိုင်ငံတကာကလည်းဒါကိုလက်ခံချပြီးသားတောင်းဆိုခဲ့ပြီးသားပါ NUG ကလည်းဒါကဒါကိုအတိတ်ကဦးတည်ပြီးတော့ရှေ့ဆက်သွားဖို့လိုမယ်လို့နိုင်ငံရေးဆောင်ပါရှင်ဆရာနောင်ဘိုးကပြောဆိုထားဖြစ်ပါတယ် တိုးတော်လည်းပဲဒေါ်ဆာဆွန်ကျင်လွန်မြောက်ရင်းနဲ့ပတ်သက်ပြီးအန်ယူဂျီအစိုးရရဲ့တောင်းဆိုတန်ကိုကြက်ကြဲလောင်လောင်မကြားရကြောင်းလည်းကပြောဆိုထားဖြစ်ပါရယ်အတန်တိုးနေတာပေါ့ဘာကြောင့်လဲဆိုတော့သူတို့အန်ယူဂျီပဲတည်ကြမှာပါဟိုဆရာနောင်ဘုရားဆက်လက်ပြီးတော့ပြောဆိုထားဖြစ်ပါရယ်ပြည်ရဲဒီဇင်ဘာလ20ရက်နေ့တော့ကထိုင်းနိုင်ငံတွင်ကျင်းပခဲ့တဲ့အာဆီယံအဖွဲ့ဝင်ကုနိုင်ငံပါဝင်တဲ့မြန်မာအရေးအလွတ်တဘောဆွေးနွေးပွဲအပြီးနိုင်စင်ကာပူနိုင်ငံခြားရေးဝန်ကြီး BBN ဘာလာက မြန်မာနိုင်ငံအမျိုးသားပြည်နယ်တင်းမြတ်ရေးအတွင်းအရေးကြီးတဲ့ဂျော်ဆန်ဆူချီကိုအများဆုံးလွတ်ပင်းရန်တောင်းဆိုခဲ့တယ်လို့အာဆီယံဘုတ်တဘတွင်ကြီးချက်၅ရက်ကိုစက်ကောင်စီကလေးစားလိုက်နိုင်ရန်နဲ့အရက်သားရဲ့အပေါ်မှာအချမ်းဖဲမှုတွေကိုချက်ချင်းရရမည်ဟုလည်းဆိုထားဖြစ်ပါရဲ့ အခုလိုစီရင်ဖိအားတွေအားကောင်းနေတဲ့အချိန်မှာတော်ဆန်းစုကြည်လူမျိုးရဲ့အတွေ့နိုင်ငံတကာရဲ့တောင်းဆိုမှုတွေဖိအားတရဖြစ်စေပါတယ်။တောင်းဆိုစရာရှိတာကိုတောင်းဆိုရမှာပါပဲ။ဒါပေမဲ့လှုပ်ချရေးကောင်စီရဲ့တောင်းဆိုမှုကိုတော့စစ်ကောင်စီကလစ်လျူရှုခဲ့တယ်ဟုလူမျိုးနယ်မြေတနေရာတွေတော်လှန်ရေးလုပ်ငန်းများလှုပ်ဆောင်နေတဲ့2020ရွေးကောက်ခံမန္တလေးတိုင်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်တော်လည်းပြောဆိုထားဖြစ်ပါတယ်။ စကားစီတီမြန်မာနိုင်ငံရေးမှနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုနိုင်ငံရေးအရာမရှင်းနိုင်တဲ့အတွေ့ရှင်းထုတ်ရန်တန်တိတ်ထန်ချမှတ်ထားခြင်းဖြစ်ကြောင်းမိုးရွာအခြေကျနိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ကလည်းပြောဆိုထားဖြစ်ပါရဲ့ အထူးသဖြင့်ဒေါ်ဆန်းစုကြည်ရဲ့နိုင်ငံရေးကိုနောက်ဘဝထစ်တိုင်းဘလို့မှရှင်းလို့မရမှန်းသိနေတဲ့မင်းအောင်လိုင်ရဲ့အမုံကတိတ်ကိုကြည်လွန်နေတယ်။ဘာပဲဖြစ်ဖြစ်တောင်းဆိုရမှာပါပဲ။တစ်ဖက်မှာလည်းအာနာရှင်တွေကိုရှင်းထုတ်လို့ရတဲ့တခုတည်းတော်နေလန်ကဘာလဲဆိုတာစီးရီးယားကတက်တည်ပြနေတယ်။နိုင်ငံကအတိုင်းဝိုင်းအနေနဲ့စီးရီးယားကိုချီပြီးမြမအရေးကိုချင်းကပ်ချက်ဖို့လိုမယ်ဟုမုံရွာအခြေဆိုင်နိုင်ငံရေးတက်ကြွအလို့ရှားတူတူကပြောဆိုထားဖြစ်ပါရယ်။ 2022ခုနှစ်ဒီဇင်ဘာလ21ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြမအရေးဆုံးဖြတ်ချက်2669ကိုကန့်ကွက်သူမရှိအတည်ပြုခဲ့ပြီးရင်းဆုံးဖြတ်ချက်တိုင်းအကြံဖက်မှုများချက်ချင်းရပ်တန့်ရန်ဒေါ်ဆန်းစုကြည်အပေါ်ဝင်နိုင်ငံအကျဉ်းသားများအလို့ကိုလွတ်ပြန်အဆင်တဘောတူညီချက်များကိုအကောင်အထည်ဖော်ရန် မြန်မာပြည်သူတို့ရဲ့ဒီမိုကရေစီနဲ့အလို့အခွင့်အရေးကိုလေးစားလှိုင်းနိုင်ရန်စာနာမှုအကူအညီများကိုအကန့်အသတ်မရှိ ခွင့်ပြုပေးရန်စအတိအကျများတောင်းဆိုခဲ့ရတွင်စက်ကောင်စီကလိုင်းနာဆောင်ရွက်ခြင်းမရှိသလိုဒေါ်စန်စုကြည်ကိုပြန်လွတ်ပေးရန်လက်တော်တောင်းဆိုမှုများနဲ့ပတ်သက်၍လည်းယနေ့အထိတန်တဆုပ်တရားတုတ်ပြန်မှုမရှိတဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့လေတက်စကန်တွေကိုတိုက်ခိုက်နိုင်မှသာအရက်သားတွေကိုကာကွယ်နိုင်မယ်ဆိုတဲ့သတင်းဆောင်ပေါင်းတင်ဆက်ပေးမှာဖြစ်ပါရရှင်။တော်လိုင်းရင်အာစုရဘက်ကထိန်းချုပ်နယ်မြေတွေတိုးလာနေတဲ့အပေါ်မှာစစ်ကောင်စီရဲ့လေတက်စကန်တွေကိုတိုက်ခိုက်နိုင်မှသာလဲအရက်သားတွေကို အကာအကွယ်ပေးနိုင်မယ်လို့စီရီယံလေတက်တက်ကြည်ကြီးဇေယျကပြောဆိုထားဖြစ်ပါရယ်။လက်ရှိမှာအညာဒေတာအပါဝင် ကချင်ချင်း ရင်းနီရှမ်းမြောင်နယ်ရခိုင်တို့မှာစစ်ကောင်စီရဲ့စူးနမိုးနယ်မြေထက်ကမြို့ပေါင်း90ပါကိုဒေတာတွင်မျိုးမျိုးစုလက်လက်ကန်အဖွဲ့တွေနဲ့တော်လရင်အဖွဲ့တွေကထိန်းချုပ်ထားဖြစ်ပါရယ်စစ်ကောင်စီအနေနဲ့နိုင်ငံအနှက်အနီးပါတော်လန်ထိုးစစ်တွေကြောင်းမြေပြင်စစ်စင်ရေးတွေမှာတိုက်ခိုက်ရေးတွေရောစိတ်တက်မြေယာမှာအရင်းနှိမ်မှုတွေဆက်တိုက်ကြုံနေရတဲ့အတွေ့ဒီကြောင့်တိုက်ခိုက်မှုတွေကိုပုံမအားချလာနေတာဖြစ်ပါရယ် တစ်ဖက်မှာလက်လွတ်ထားရတဲ့နယ်မြေတွေကိုလည်းမြေပြင်ထိုးစစ်တွေမစင်နှဲနိုင်တဲ့အတိုင်းအုတ်ချုံရည်ရန်နေရာမလဲပတ်နိုင်အောင်အရက်သားတွေနဲ့ဆန်တဲ့အဆောက်အုံတွေကိုပြင့်မထားပြီးပုံကျဲတိုက်ခိုက်တာတွေရှိနေခဲ့လည်းဖြစ်ပါရယ်။ဒါကြောင့်စစ်ကောင်စီတည်တဲ့ရဲ့လူသားအရင်းမြစ်တွေကိုတိုက်ခိုက်တာနဲ့လေရင်တွေကိုဖျက်ဆီးခြင်းကသာတင်းစီထားတဲ့နယ်မြေနဲ့ပြည်သူတွေကိုကာကွယ်နိုင်မယ်လို့စီဒီအန်လေးသက်တက်ကြည်စီရကသုံးသပ်ထားဖြစ်ပါရယ်။ ပြဿနာကပြည်သူတွေကိုကောက်ွယ်ဖို့မာကြတော့တင်ထားတဲ့မြို့တွေကိုညလူချေတိတ်တဲ့အချင်းပြည်သူတွေအိတ်မောကြနေတဲ့အချင်းမှာဝင်ပြီးဘုံကျဲတာဖြစ်တဲ့အတွေ့အဲ့ဒါကောက်ွယ်ဖို့အတော်ခက်ခဲပါတယ်ပြည်သူတွေကိုလုံးဝကောက်ွယ်ဖို့ထိခိုက်မှုမရှိဖို့အလုံးစုံမထိခိုက်အောင်လုပ်ဖို့တနည်းပဲရှိပါတယ်စကောင်းစီရဲ့လူတာအရင်မြို့တွေကိုတိုက်ခိုက်တာတွေနဲ့လေရင်အပေါ်မတည့်ရအောင်လေတက်တွေကိုဝင်ရောက်ပြီးတော့တိုက်ခိုက်ဖြစ်စီတာပေါ့အဲ့ဒီနေလကပဲတင်ထားတဲ့နေမြေတွေပြည်သူတွေကိုကောက်ွယ်နိုင်မဲ့နေလပေါ့လို့ပြောဆိုချာဖြစ်ပါတယ် စကောင်းစီအနေနဲ့အာနာသိမ်းမှုအတွင်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ပြည်လန်းချော်မှုကြောင့်လေရင်တချို့ပြည်စည်းဆုံးရှုံးခဲ့ရတဲ့အပေါ်မှာဒီဇင်ဘာလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့တပ်မတော်လေးရဲ့နှစ်ပတ်လည်အခမ်းအနားမှာပြန်လည်ဖြစ်တင်ထားတာဖြစ်ပါတယ်ဖြစ်တင်ထားတဲ့လေရင်အမျိုးအစားတွေထဲမှာဆိုရင် MI17 ရဟယင်3စီ FTC 2000G တိုက်လေရင်3စီနဲ့ KHW တိုက်လျင်တစီနဲ့18ထောက်ဖို့လျင်တစီစုစုပေါင်းလျင်၈စီကိုအခမ်းအနားမှာခင်းချင်းထားတာကိုလည်းတွေ့ရှိနေရတယ်ဖြစ်ပါရယ်။အဒီအခမ်းအနားမှာဆိုရင်တော့စကားဆောင်ကလေချောင်းနဲ့အာဂတဆွမ်းအားဟာစစ်ပွဲအောင်မြင်ရေးအတွက်အရေးပါတဲ့အခမ်းအနားမှာပါဝင်နေတာမို့လေချောင်းဆွမ်းအားတာလောင်းကောင်းမွန်ရန်ရန်သူအပေါ်ခြေမုံနိုင်တယ်လို့ဆိုထားဖြစ်ပါရယ်။ စကောက်စစ်တပ်ဖွဲ့ရဲ့စိတ်ဓာတ်တွေနဲ့တိုက်ခိုက်ဆွံ့ရပုံမအောက်ကောက်စီတော်ကိုမြင်တွေ့နေရတာကြောင့်ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုမျက်ခြေမပြတ်လေ့လာဆက်စပ်ပြီးပြောင်းလဲတိုးတက်အောင်ဆောင်ရွက်နေရမယ်လို့ပြောဆိုသွားခဲ့ရတယ်ဖြစ်ပါတယ်။စီရန်လေတက်တက်ကြီးဇေယံကတော့လေချောင်းတိုက်ခိုက်မှုဟာလက်ရှိအတိုင်းဆက်သွားနေအောင်မှာဖြစ်တဲ့အတွက်တော်လိုင်းရဲ့အဖွဲ့တွေအနေနဲ့တင်ထားတဲ့နယ်မြေကပြည်သူတွေကိုကာကွယ်နိုင်ရမယ်လို့ထောက်ပြထားဖြစ်ပါတယ်။ စက်ကောင်စီလေးတက်နဲ့ပတ်သက်တဲ့စက်ကောင်စီလေးတက်ကိုကင်တွယ်ဖို့တိုင်းရင်တိုင်းလက်နဲ့ကင်တွယ်အားလုံးပြီးတော့မြန်မာနိုင်ငံမှာစစ်တပ်ကိုဆန့်ကျင်နေတဲ့လက်နဲ့ကင်တွယ်အားလုံးတာဝန်ရှိတဲ့သူတွေစုပေါင်းပြီးဖြေရှင်းရမယ့်ပြဿနာတစ်ခုလို့ကျွန်တော်မြင်ပါတယ်။အဲဒါကြောင့်ကိုတိန်ချတဲ့မြို့တွေဒေသတွေကပြည်သူလူထုတွေကိုမကာကွယ်နိုင်လို့ရှိရင်တိန်ချတာအလကားပဲဖြစ်သွားမယ်လို့ဆိုထားဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုရင်ဆောင်ရှောက်ရဲ့အတင်း ABB ရဲ့စီးရင်တွေကပြီးခဲ့တယ်။ ဩဂုတ်လ10ရက်နေ့နိုဝင်ဘာလလောက်ကိုတည်းစကောင်းစီအလေးချောင်းတက်ခိုင်မှုကြောင့်အရသာဟာ240နေပါသိဆုံးခဲ့ကြောင်းဖော်ပြထားဖြစ်ပါရယ်။လေးချောင်းကာကွယ်ရေးတပ်နဲ့ပတ်သက်ပြီးလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလေရင်ပြစ်လက်နဲ့လုံလောက်မှုမရှိတဲ့အတွေ့ပြည်သူတွေကိုပုံခိုခြင်းတွေတူးကြဖို့နဲ့ကြိုတင်အသိပေးစနစ်တွေအတွက်လိုအပ်တဲ့လမ်းညွှန်မှုတွေအသိပညာပေးဟောပြောတာတွေကိုလည်းရှိနေခဲ့တယ်လို့သိရှိရပါရယ်။အကြောင်းအရာတင်ဆက်ပေးမှုကိုကျမပဲခကြနာကိုပြပါရှင်အပင်နာစင်မှုအတွေ့အထွေကျေးဇူးတင်ရှိပါတယ်ရှင်